အဲ့ပရမဆုံးအနေနဲ့ App Store တဲ့ကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုရင်စက်ဘတ်နေရာမှာ TT Keyboard လို့ရိုက်ချလိုက်ပါရိုက်ချပြီးသွားပြီဆိုရင် TT Keyboard ကိုဒေါင်းလိုက်ပါကျွန်တော်ဒေါင်းထားပြီးသားမလို့ဆက်ဆက်တဲ့ဒေါင်းထားပြီးသားမလို့ open လို့ပေါ်ပါတယ်ဆိုရင်ကျွန်တော်တို့ application တဲ့ကိုဝင်လိုက်ရအောင် start at TT Keyboard ကိုရှင်းနေလိုက်ပါနေပြီးသွားပြီဆိုရင် S new keyboard ကိုထည့်နေလိုက်ပါ ပေးနေတော့ကပိုးထဲမှာဆိုလို့ပိုးကိုလိုက်ရှာရိုက်ပါဒီမှာ ပေါ်လာပါပြီအဲဆိုကျွန်တော်တို့စမ်းကြည့်ရအောင်ဒီမှာစာဆိုင်းရိုက်ကြည့်ပါမယ်။အကုန်လုံးတော့ဒီမှာပေါ်လာပါပြီ။ဆင်ပြေပါပြီ။အားလုံးဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။